တခါတုန်းကရန်နဂါလိုအမည်ရတဲ့တာယာအေဂျင့်ရဲ့ရွာလေးတရာရှိပါတယ်။အဲ့ဒီရွာလေးမှာမိုဟန်ကသူ့ရဲ့အမေအုံနဲ့အတူနေထိုင်ပါတယ်။သူဟာတိတ်ကိုဆင်းရဲရှာပါတယ်။နေ့တိုင်းအလုပ်ကိုစူးစမ်းပန်းစားလုပ်ပြီးတော့သူ့ရဲ့လှုပ်ရှားလေးနဲ့သူ့ရဲ့မိခင်ကို ရှာဖွေကြွေးမွေးတယ်။နေ့တိုင်းလိုလိုမိုဟန်ကတောထဲမှာဒင်းခွေပြီးတာနဲ့မြို့ပေါ်တက်ပြီးတော့ဈေးအောင်က သူ့ရဲ့အတန်မွေးဝမ်းစာအတွက်ရှာဖွေစားတောက်နေရတဲ့ကွယ်အမေตาတော်တဲ့ထင်းခွေသွားတော့မယ်ตาကိုစိတ်မပူနဲ့ညနေဆောင်မှအိမ်ပြန်လာခဲ့မယ်နော်ตาလေလမ်းကိုဂယူးဆိုင်သွားအိမ်ကိုလည်းမြင်မြန်ပြန်လာခဲ့နော်အမေตาကိုစောင့်နေမယ်စိတ်ပူတာပေါ်ตาရဲ့အမေတို့ကတအားစင်းရနေတော့ตาလေးမှနေ့တိုင်းတော်တဲ့ထိသွားပြီးတော့ထင်းခွေတင်းခုတ်လုံနေရတယ် အမေရဲ့စိတ်မပူပါနဲ့ဘလို့ပဲနေနေလူရဲလို့ဖြစ်လာရင်အသက်ရှင်နေတိုင်းစားတောက်ဖို့အလုပ်လုပ်ရမှာပဲလေမကြခင်သားနဲ့အမေတို့ဘဝတွေပြောင်းလဲသွားမယ်လို့မျှော်လင့်မိပါတယ်ဒီလိုနှုတ်ဆက်ပြီးတော့မိုဟန်ကပစိန်ကိုလက်ကဆွဲပြီးတော့တော်တဲ့ကိုဝင်သွားတယ်အဲ့ဒီနေ့တုန်းကရာတီဥရုမကောင်းခဲ့ပါဘူးကောင်းခင်မှာမိုးတိမ်ဆိုင်အမဲရောင်တွေနဲ့ပြည်နေတယ်တိတ်မကြခင်အချိန်မှာပဲမိုးတွေရွာချလာခဲ့ပါတယ် ဟာဘာလဲကွာမိုးကလည်းတဲလိုက်တာငါအိမ်ကနေထွက်လာတာလေတော်တော်ကိုအလန်းဝင်းဝင်းရောက်နေပြီအခုမှတော့ငါပြန်လဲလို့လည်းမရတော့ဘူးဒါပေမဲ့ထင်းလုံးလို့ရမယ့်တစ်ချောက်တွေလည်းအခုလောက်ဆိုရလောက်တော့မှမဟုတ်ဘူးအိုးဘုရားကြီးဒီညတော့ဘိုင်ဟောင်းလောင်းနဲ့အိပ်ရတော့မယ်ထင်ပါရဲ့တစ်ပင်အောင်မှာမိုးခုတ်ရင်မိုဟန်ကအတွေးများနေခဲ့ပါတယ်သူဘာလို့တင့်လဲမသိဘူးဖြစ်နေတယ်အဲ့ဒီနောက်မှာတော့ မိုးကြီးလွန်းလို့ငှက်တေးသေးလေးတွေလည်းမိုးရီတဲ့ပြန်ပြေးကြရင်နဲ့ငှက်ကလေးတစ်ကောင်ကသူ့ရဲ့ရှေ့မှာပြုတ်ကျလာခဲ့တဲ့တရားရောက်ခဲ့ကြပါဦးမိုးကြောင့်ငါရဲ့အတိုက်လေးလည်းပျက်စီးသွားပြီးအခုငါဘယ်လိုလုပ်ရမလဲငါမသိတော့ဘူးစိတ်ညစ်လိုက်တာမိုးကလည်းအရန်တဲတဲမဲမဲကြွားနေလိုက်တာမိုးရီယူလို့အိမ်ထဲကပစ္စည်းတွေလည်းစုကုန်ပြီငါရဲ့သားလေးလည်းဘယ်နေရာမှာမိုးရီတဲ့ဒုက္ခများရောက်နေလဲမသိပါဘူး ဖျားသခင်ကငါသားလေးကိုကာကွယ်စောင့်ရှောက်ပေးပါစေ။မိုဟန်တို့ဘေးအိမ်မှာတော့မိုဟန်တငယ်ချင်းစတုနဲ့သူ့ရဲ့ဇနီးတို့နေထိုင်ကြပါတယ်။စတုကတိတ်ကိုလောဘကြီးတဲ့သူတယောက်ဖြစ်ပါတယ်။မိုဟန်အိမ်ပြန်မလာတာနှစ်ရက်ရှိပြီဆိုတဲ့သတင်းကြတော့သူကတိတ်ကိုဝမ်းသာနေခဲ့တဲ့မိုဟန်အိမ်ပြန်မလာတာနှစ်ရက်ရှိပြီတဲ့အဲ့ဒါဆိုအခုသူ့ရဲ့လယ်နဲ့မြေကိုငါလွယ်လွယ်နဲ့တိမ့်လို့ရပြီပေါ့ မလောက်တင်ပါဘူးရှင်သူတို့ကစိတ်ရဲနေပြီးသားလူတွေပါ သူတို့ရဲ့မရှိမရှိမဲပိုင်ဆိုင်ထားတဲ့မိကို ရှင်ကကြံနေသေးတာလားဟေးမင်းနားမလဲပဲနဲ့ဘာမှဝန်မပြောနဲ့ကိုယ့်အလုပ်ကိုလုပ်ငါ့ကိုဆေးရလာမလုပ်နဲ့စတုဟာမိုဟန်ရဲ့မိနဲ့အိမ်ကိုဒီလိုမျိုးမျက်စိကျနေခဲ့တယ်မိုဟန်ပိုင်တဲ့အရာတွေကို အလကားအချောင်ယူဖို့ချောင်းနေကြတာပေါ့တပတ်မှာတော့မိုဟန်အမေက သူသားပြန်မလာလို့စိုးရိမ်တော့ကရောက်နေခဲ့တယ်။နှစ်ရက်လုံးလုံးမိုးရခဲ့ပြီးတော့နောက်တစ်ရက်ရောက်တော့မှမိုးရတာရက်သွားခဲ့တယ်။ဒါပေမဲ့လည်းမိုဟန်ကတော့အိမ်ပြန်ရောက်မလာခဲ့ပါဘူး။ငါရွာထဲကလူတွေရဲ့အကူအညီယူမှဖြစ်တော့မယ်။တရားရောက်ငါသားလေးကိုသွားရှာပြီးတော့အိမ်ပြန်ခေါ်လာပေးဖို့တောင်းဆိုကြည့်ရမယ်။မိုဟန်အမီလည်းသူ့သားတငယ်ချင်းစတုအိမ်ကိုရောက်သွားခဲ့တယ်။ဂျီယုံဂျီယုံဟိုဘွားကြီးလာနေပြီ အိမ်ထဲကပစ္စည်းတွေဝတ်ထားလိုက်။သူကလာလာချီးတက်တယ်။ငါတို့စီကအတွေးရီဖို့ရောက်လာတာပဲဖြစ်မယ်။သူကဆင်းရဲပါတယ်။ကျမတို့မှလည်းပြေဆုံးနေတာပဲ။နင်းနေပါပါချင်းကားကူညီလိုက်တာကဘာမှမထိခိုက်ပါဘူး။ညင်းပစက်ကိုပိတ်ထားစမ်း။သူများကိုတော်တော်ကူညီတာကြိုက်နေတဲ့ပုံပဲ။ဒီလောက်ဖြစ်နေရင်သွား။သူ့အိမ်ကိုလိုက်ပြီးတော့သွားနေ။ဒါမှဆင်းရဲတဲ့ဒုက္ခကိုသိလာမှာ။စံတွေမြ мян ဝတ်ထားလိုက်စမ်း။ မိုဟန်ရဲ့မိတခုခုလာခြင်းမှာဆိုလို့စတုနဲ့သူမင်းမကအိမ်ထဲကဖြစ်စည်းတွေကိုအမြန်ဆုံးဖွားလိုက်ကြတဲ့။ဒါစတုရေလာပါအောင်ကွယ်။အော်အမေရောက်နေရလား။မိုဟန်ရောပြန်มาလဲ။သူ့ကိုလည်းမတွေ့မိပါလားဗျ။ဒါလီအမေသားရဲ့အကူအညီလိုအပ်တယ်။အမေကိုကူညီပါအောင်သားရဲ့။ဒါကမိုဟန်ရဲ့တငယ်ချင်းကောင်းဆိုရင် ီအမေကိုဘာကိုပြောချင်လဲဆိုတာချက်ချင်းသဘောပေါက်လောက်မှာပါဒီဖွားကြီးကတော့အစလာတောင်းစားဖို့ရောက်လာတာသိကြတယ်ဟုတ်ကဲ့မီးပြောပါ ကျွန်တော်ဘာကူညီပေးရမလဲတာရဲ့မနေ့တနေ့ကမိုးကတဲကြီးမဲကြီးရွာလိုက်တာဆိုတာတားသိရမလားအမေတအိမ်လုံးလဲကြီးမြုပ်နေပါပြီအဲ့ဓာတွေအားလုံးထက်မိုးဟန်အိမ်ပြန်မလာတာနှစ်ရက်ရှိပြီဒါတော့လေကိုလိုက်ရှာပေးပါနော် ဘာကြောင့်မိုဟန်အခုထိအိမ်ပြန်မရောက်လာသေးတာလဲသိချင်မိတယ်။အမေစိတ်မပူနဲ့အိမ်မှာပဲအေးအေးဆေးဆေးစောင့်နေပါ။ကျွန်တော်ကမိုဟန်ရဲ့တငယ်ချင်းမကျွန်တော်ကလည်းအမေသားပါပဲဟုတ်တယ်မလား။ကျွန်တော်အိမ်မှာလာနေဘာမှစိတ်မပူနဲ့ကျွန်တော်အခုချက်ချင်းမိုဟန်ကိုသွားရှာပေးမယ်။ဟုတ်တော့ဘလို့ဖြစ်ရပြန်ပြီလဲ။စောနာလေးရင်သူ့ရဲ့မိုဟန်အမေကိုမကူညီချင်ဘူးပြောပြီးတော့ အခုကြရရင်တော့ရုတ်တရက်ကြီးအိမ်မှာခေါ်လာတင်ထားလိုက်သေးတယ်။နားလေရခက်လိုက်တာနော်။မိုဟန်အမီလည်းစတုအိမ်မှာနေလိုက်တယ်။စတုကတောထဲထွက်ပြီးတော့မိုဟန်ကိုစားရှာတယ်။ဒီနေ့ကတော့အခွင့်အရေးကောင်းမယ်။မိုဟန်ကိုအိမ်ပြန်မရောက်စေရဘူး။ဒီနေရာမှာတင်သူ့ကိုတက်ပြစ်မယ်။ပြီးရင်ကအိမ်ပြန်ပြီးတော့မိုးကြောင့်မိုဟန်သေပြီလို့ပြန်ပြောလိုက်မယ်။ပြီးတော့မှသူ့ရဲ့မြေနဲ့အိမ်ကိုငါကတိမ့်ပြစ်လိုက်မယ်။ မိုးရွာရက်သွားပြီမိုဟန်မင်းအိမ်ပြန်သိမိမင်းအမေမင်းကို မျှော်နေရှာတော့မယ်ငါ့ဘရင်မလေးငါမင်းရဲ့အသက်ကိုကယ်တင်ပေးခဲ့တယ်ပြီးတော့မင်းကငါရဲ့ဆင်းရဲဒုက္ခတွေကင်းစင်သွားအောင်ကူညီပေးမယ်လို့ပြောခဲ့တယ်လေမင်းပေးခဲ့တဲ့ကတိကိုမမေ့ဘူးမလားမမေ့ပါဘူးငါမမေ့ပါတယ်ဒါပေမဲ့အချိန်အခါကိုတော့စောင့်ပေးရမယ် ငါကလေးကမိုဟန်ပျော်ရှင်သွားစီတဲ့တခုခုကိုပြောလိုက်တယ်။မင်းပြောတာဒါအမှန်ဆိုရင်ငါဘွားကြီးတကယ်ပြောင်းလဲသွားတော့မှာ။မိုဟန်ကတော့ထဲမှာတဲ့ရင်လေးတခုစောက်ပြီးရောအဲ့ဒီတဲ့ရင်လေးမှာနေနေတယ်။နောက်တစ်ကြိမ်မိုးရွာကိုစောက်နေတဲ့။အိမ်မှာကြံခဲ့တဲ့ငါမေချီနေဘလို့ရှိလဲငါမသိရဘူး။ဘာပဲဖြစ်ဖြစ်ပါငါလုံနေတာကအမေရောငါရောကောင်းဖို့အတွက်လုံနေတာပါ။ ငါမေရဲ့အသက်အရွယ်ဆိုတာအများကြီးနာနာနေနေနေဖို့လိုအပ်နေပြီ။တစ်ဖက်မှာတော့စတူလည်းတောထဲမှာရက်များစွာလိုက်ရှာပြီးတော့မိုဟန်ရှိတဲ့နေရာစီရောက်လာတယ်။ဟေးမိုဟန် မင်းကဒီတောထဲမှာနေနေတာပဲ။မင်းမေမင်းကိုစောင့်နေရှာတာဘလောက်ကြာပြီလဲတောင်မသိတော့ဘူး။မဟုတ်ပါဘူးညီကိုရ။ငါဒီမှာအေးအေးဆေးဆေးလာနေနေတာမဟုတ်ဘူး။ငါလည်းအမေကိုလမ်းတာပေါ့။ ဒါပေမဲ့အရေးကြီးလို့ဆရာရှိလို့ဒီမှာနေနေတာငါရဲ့အမေနေကောင်းရဲ့လားသူနေကောင်းပါတယ်ငါမင်းကိုဘယ်လိုပြောရမလဲကွာမင်းအမေလေမင်းအကြောင်းဘလို့ကောလာဟာလာတွေရွာထဲမှာလိုက်ဖွာထားလေဆိုတာမင်းသိရဲ့လားမင်းကိုလုံးဝသုံးစားမရတဲ့ကောင်နဲ့မဖြစ်နိုင်တာကွာအမေကဒီလိုပြောမှမဟုတ်ဘူးအမေကစင်ကျင်တုံတရားရှိပါတယ်ငါတိတ်မကြခင် ပြန်လာခဲ့မယ်လို့သူ့ကိုပြောခဲ့တယ် မင်းဘာသာပြောချင်ရပြောပါကွာဒါပေမဲ့မင်းမိကြွားတဲ့ရှောက်သွားပြီးရောပြောနေတာကတော့မိုးဟန်ကအမေအိုကြီးကိုမလုပ်ကျွေးကျင်တော့လို့အိမ်ပြန်မလာတော့ဘူးဒါကြောင့်မို့အိမ်မော်ကနေဆင်းပြီးတော့အဝေးကြီးကိုထွက်သွားပြီလို့လိုက်ပြောနေတာစတုငါ့ကိုတခုလောက်ကူညီပါလားငါစာရေးပြီးရောမင်းနဲ့ထည့်ပေးလိုက်မယ်အဲ့ဒီစာကိုငါအမေစီကျေးဇူးပြုပြီးရောပို့ပေးပါဒါမှငါတော်ထဲမှာဘေကင်းကင်းရှိနေတယ်ဆိုတဲ့အကြောင်းနဲ့ အရေးကြီးတဲ့အကြောင်းရင်းတစ်ခုရှိနေလို့တောထဲမှာလာနေနေရတာကိုသိသွားရအောင်ပါ။ဟာတငယ်ချင်းကလည်းဘာများအရေးကြီးတဲ့အလုံးမို့လို့လဲအမေဦးကြီးတယောက်တည်းအိမ်မှာချန်ထားခဲ့ရတာလေ။ငါပြောပြလို့မရဘူး။အခုမင်းစာကိုယူသွားပြီးတော့ငါ့အမေကိုပြေးပြေးပါ။မင်းကငါ့ကိုတငယ်ချင်းတယောက်လိုသဘောမထားမှတော့ငါမင်းအတွက်မလုပ်ပေးနိုင်ဘူး။ငါသွားတော့မယ်။ ငါမမင်းပြောင်းနေလို့လိုက်ရှာလိုက်ရတာအခုတော့မင်းစိတ်ကမမှန်နေဘူးလေမဟုတ်တာစတူရာဒီလိုမဟုတ်ပါဘူးဒါကိုကြည့်လိုက်ဒါကမှော်သစ်စီပဲငါနောက်တစ်ခေါက်မိုးရလာမှကိုစောင့်နေတာနောက်တစ်ချိန်မိုးရတာ ਨੇ ဒီအစီလေးကိုငါစိုက်လိုက်ရင် အပင်ပေါက်လာပြီးတော့မိုးရတဲ့မိုးမဆူအောင်လုပ်ပေးနိုင်တယ်ဒီတစ်စေကြောင့်မင်းကိုဘသူပြောတာလဲ ဒီမော်တစ်စိကိုမင်းဘယ်ကနေရလာတာလဲမင်းခိုးလာခဲ့တာမလားမဟုတ်ရပါဘူးစတူရငါဘာမှမခိုးပါဘူးရှေ့ရတုန်းကငါမိုးရလို့တောထဲမှာပိတ်မိနေခဲ့တာမင်းလည်းသိမှာပါအဲ့ဒီချိန်ငှက်ကလေးတကောင်ငါချီရင်နာကိုပြုတ်ကျလာခဲ့တယ်ငါကသူ့ကိုကူညီပေးလိုက်လို့သူကလည်းအပြန်အလှန်အနေနဲ့မော်တစ်စိလေးကိုငါ့ကိုပေးသွားခဲ့တာတကယ်လား မင်းပြောတာနားထောင်ကြည့်လိုက်တော့လေဒီမော့တစ်စီကတကယ်အရေးကြီးတာပဲမင်းအတွက်အရန်အတုံးဝင်မှာပေါ့ဟုတ်တယ်ငါကလေးပြောသွားတာကတော့ဒီမော့တစ်စီကို မိုးရတဲ့နေ့မြေကြီးမှာဆိုင်လိုက်ရင်တစ်ပင်ကြီးကြီးဖြစ်လာပြီးတော့အဲ့ဒီတစ်ပင်တွေက မိုးရင်မစိုးဘူးတဲ့ပြီးတော့တစ်တီးတွေနဲ့ပန်းမွင့်တွေပါ ပွင့်လင်းလာမိတယ်အခုငါတစ်တီးနဲ့ပန်းတွေကိုပါရောက်စားတော့မှာ ါဆိုငါတို့ရဲ့ဆင်းရဲဒုက္ခတွေကနေလွတ်မြောက်သွားပြီပေါ့ငါဒီနေရာမှာရှိနေသေးတယ်မင်းကိုဒီလိုလောက်ခွင့်မပေးနိုင်ဘူးငှက်တကောင်ကကုညီယုံနဲ့မင်းကချမ်းသာသွားပြီးရောငါကတော့ဆက်ပြီးတော့ဆင်းရဲနေရမှာလားဒီလိုမျိုးလုံးဝမဖြစ်စေရဘူးနောက်ရက်နေနေနေရင်ပြန်လာခဲ့မယ်လို့ငါအမေကိုရှင်းပြပေးပါအဲ့ဒီချိန်ရုတ်တရက်မိုးရလာတယ်စတူနဲ့မိုဟန်တို့နှစ်ယောက်လုံးတဲအိမ်ထဲကိုပြေးဝင်ကြပါတယ် ခဏကြာတော့စတုရဲ့စိတ်ထဲမှာအကြံတစ်ခုရသွားတယ်။ငါမိုဟန်ကိုမြေပေးနာထီခေါ်သွားပြီးတော့တွန်းချလိုက်မယ်။ပြီးရင်တစ်စီကိုယူသွားမယ်။ဒါဆိုမော့တစ်ပင်ကရတဲ့အကျိုးမြတ်တွေအားလုံးကိုငါတယောက်တည်းရပြီပေါ့။မင်းအခုဘလို့အိမ်ပြန်မလဲ။မိုးကလည်းတဲနေပြီ။မင်းဒီမှာနေငါမော့တစ်စီသွားပြီးတော့စိုက်လိုက်အောင်မယ်။မဟုတ်ဘူးတငယ်ချင်းမဟုတ်ဘူး။ငါမင်းနဲ့အတူလိုက်ခင်မယ်။ ရပါတယ်စတူရမင်းငါကိုစိတ်ပူမနေပါနဲ့။အိုးမင်းကိုတော့တဲ့တယောက်တည်းမလွတ်နိုင်ဘူး။နှစ်ယောက်တူတူသွားပြီးတော့အလုံးလုံးတော့မြင်မြန်ပြီးတာပေါ့ကွာ။ဒီလိုနီးနဲ့စတူကမိုဟန့်ကိုစကားနဲ့ချုပ်လိုက်တယ်။ဟုတ်တယ်ဒီနေရာပဲ။မော်သစ်စီကိုစိုက်မှဒီနေရာပဲ။မြင်းသားမှာတစ်ပင်စိုက်တာကတစ်ပင်အတွက်ပိုကောင်းတယ်လေ။ဟာမင်းဘာလုံလိုက်တာလဲတငယ်ချင်း။ ငါမင်းကိုအများကြီးယုံကြည်ထားခဲ့တာကိုမင်းကငါ့ကိုမိုးကြီးလေကြီးထဲမှာမြစ်ထဲကိုတွန်းချလိုက်တယ်။နှစ်တွေကြာကြီးမင်းကငါတို့ပေးကမ်းစွန့်ကြဲတာစားခဲ့တာ။ငါတို့မင်းကိုအဝတ်အစားငွေချေးပေးခဲ့တယ်။ဒါကြောင့်မို့မင်းတို့အိမ်က အခုထိဝမ်းဝနေခဲ့ကြတာပဲ။အဲ့ဒါကိုဒီနေ့မင်းကငါ့ထက်တာသွားတာခွင့်မပြုနိုင်ဘူး။ဒီတစ်စီတွေကိုငါကလေးလို့တခြားဘသူမှမပိုက်ဆိုင်စေရဘူး။ မိုဟန်လည်းမုံတိုင်းမိပြီးတော့မြစ်ထဲမျောပါပြီးတော့ရေနစ်သွားခဲ့တယ်။ရေနစ်ပြီးတော့တေဘေးနဲ့ရင်ဆိုင်နေရတာကို ကြည့်ပြီးတော့စတုကဝမ်းသာနေခဲ့တဲ့။အခုဒီမျိုးစေ့တွေကိုအမြန်ယူပြီးတော့ငါးရွာကိုပြန်မယ်။အခုဒီမှော့အပင်ကိုငါးအိမ်ခြံဝင်းထဲမှာစိုက်ထားလိုက်မယ်။စတုကသစ်စေ့ကိုကောက်ယူတဲ့ချိန်ကျင်းသေးတကောင်ရောက်လာတဲ့။စတုဟာကျင်းသေးကိုတွေ့တော့အဲ့ဒီနေရာကနေအမြန်ထွက်ပြေးသွားပါတော့တယ်။ ရှေ့ရက်တွေက မိုးတော်တော်ကြီးကြီးရွာခဲ့တယ်။ငါတိုင်းသူပြည်သားတွေရဲ့အခြေအနေကိုငါကိုယ်တိုင်လိုက်ကြည့်ချင်တယ်။အမတ်ကြီးရေးပေးတဲ့လူတွေခမဆုံးရှုံးမှုတွေခံစားခဲ့ရမှာပဲ။ငါတို့သူ့ကိုကူညီပေးတဲ့။မန်လာပါအရှင်မင်းကြီး ကိုယ်တိုင်ကြည့်ရှုတော်မူပါ။ကျွန်တော်တို့ပြည်သူတွေရဲ့ကောင်းကျိုးချမ်းသာရဖို့လိုအပ်ချက်တွေရှိတာကိုငါကိုယ်တိုင်သွားပြီးတော့မေးမြန်းမယ်။ ဘယင်ကြီးကဝန်ကြီးနဲ့တခြားစစ်သည်အချို့နဲ့အတူမျိုးရဲရောက်လာပြီးတော့သူ့ရဲ့လက်အောက်ခံပြည်သူတွေရဲ့စားဝတ်နေရေးအခြေအနေကိုမေးမြန်းခဲ့တယ်။ပြီးတော့ဘယင်ကြီးဟာမြစ်ကမ်းဘေးကတစ်ပင်အောင်မှာထိုင်နေတဲ့ရေစာလိုက်တာအမေကြီးကြောက်တွဲရေယူလာပေးပါ။ဟုတ်ကဲ့ပါရှင်။ဟိုရှိနားမှာမြစ်ကိုမြင်နေရပါတယ်။အဲ့ဒီမြစ်ကနေရေခတ်ပြီးတော့ယူလာခဲ့ပါမယ်။ အမတ်ကြီးကတောက်ရီခတ်ဖို့မြေနားရောက်တဲ့အခါသတိလစ်နေတဲ့ကောင်းလေးတယောက်ခန္ဓာကိုယ်ရေထဲမျောနေတာကိုတွေ့လိုက်ရတယ်။စစ်သားတွေစစ်သားတွေမြင်မြင်လာကြစမ်းဒီလူကိုရေထဲကနေကဲတင်ပေးလိုက်ကြပါအောင်ဒီလူ အသက်ရှင်နေသေးတဲ့ပုံပဲ။စစ်သားတွေရဲ့အကူအညီနဲ့ရေထဲကနေကဲပေးနိုင်ခဲ့တယ်။ကြည့်ရတာမိုးကြောင့်ချေချော်ပြီးတော့မြစ်ထဲပြုတ်ကျခဲ့တဲ့ပုံပဲ။ ဒါကြောင့်ဒီလူမှာအခုလိုအခြေအနေဖြစ်နေရတာဟုတ်ပါတယ်ရှင်မင်းကြီးသူ့ကိုနန်းတော်စီပဲခေါ်သွားတင်ပါတယ်ကုသပေးဖို့လိုအပ်နေပါတယ်ဒီလိုနဲ့ဘယင်ကြီးနဲ့အမတ်ကြီးတို့ဟာမိုဟန်ကိုနန်းတော်စီခေါ်သွားကြတယ်မိုဟန်ကကောင်းကောင်းပြုစု ကုသခံရပေးပြီးတဲ့နောက်တောင်းတောင်းမြည်ပြန်လဲကျမ်းမာလာခဲ့တယ်ကျေးဇူးတင်လာပါတယ်ရှင်မင်းကြီး ကျွန်တော်မျိုးရဲ့အသက်ကိုအရှင်မင်းကြီးကယ်ပေးခဲ့တာပါကျွန်တော်မျိုးရဲ့နာမည်ကမိုဟန်ပါမိုဟန်မင်းမြစ်ထဲကိုဘယ်လိုလုပ်ပြီးရောပြုတ်ကျခဲ့တာလဲမိုးကြောင်များလားအရှင်မင်းကြီးဒီเจ้าကိုရှောက်တင်ရမယ်ဆိုရင်တော့ဒါကတငယ်ချင်းတယောက်ရဲ့နောက်ကျိုးကိုဓာတ်နဲ့ထိုးမှုပါဘဝမှာသူ့ထက်ကျွန်တော်မျိုးတာလွန်နာမျိုးကိုမကြည့်နိုင်လို့ပါဒါကြောင့်မို့လို့ကျွန်တော်မျိုးကိုမြည်ရဲတွန်းချခဲ့တာပါ ။ဘာဒီလိုရုံမာရက်စက်တဲ့လုံရက်မျိုးကိုမင်းပေါ်ကျူးလွန်ခဲ့တာဘာတူလဲ။ငါကိုတော့ကို ပြောပြပါ။သူ့ကိုတေးကြပါအေးယူပြီးရောအပြစ်ပေးမယ်။မလောက်ပါနဲ့အရှင်မင်းကြီးဒီလိုမျိုးကောက်ကျစ်ညံများတဲ့တငယ်ချင်းကိုကျွန်တော်ဘာသာအလုပ်စူးစမ်းပြီးရောချမ်းသာအောင်လုပ်ရင်းနဲ့ပြန်ပြီးရောရင်ဆိုင်ပါမယ်။ဒါမှသာရုံမာတဲ့လုံရက်ကကြာရှည်မခံဘူးဆိုတာသူ့နားလေသဘောပေါက်သွားမှာပါ။ မိုဟန်ကဘရင်နန်းတော်ထဲမှာဥယျာဉ်မှုဖြစ်အလုရခဲ့တယ်။တနေ့ကျတော့မိုဟန်ကူညီခဲ့ဘူးတဲ့ငှက်ကလေးကနန်းတော်ပန်းတန်လေးကတစ်ပင်တပင်ရဲ့တည်ခိုင်းလေးမှာလာပြီးရောနားတဲ့။ဟေးမိုဟန်ပါလားမင်းဒီကိုဘရင်နန်းတော်ထဲဘလို့လုပ်ပြီးရောရောက်နေရလဲ။အရာအလုံးရောအဆင်ပြေသွားပြီလား။ငါမင်းကိုပေးခဲ့တဲ့တစ်စိတ်လေးကိုရောမင်းပါလုလိုက်သေးလဲ။ငှက်ကလေးရေတစ်စိတ်လေးကပျောက်သွားပြီ။ တကယ်တော့မိုးရတဲ့နေ့ကငါတစ်ဆီလေးကိုမြေကြီးမှာစိုက်လိုက်ပါသေးတယ်။ဒါပေမဲ့တစ်ဆာဖောက်သွားတဲ့တငယ်ချင်းကငါ့ကိုမြစ်ထဲတွန်းချပြီးတော့လှုပ်ကြံခဲ့တယ်။အဲ့ဒီအချိန်ကလေးကစပြီးတော့ငါကဒီနန်းတော်လေးကိုရောက်လာခဲ့တာပဲ။ဘာ?အဲ့ဒီတစ်ဆီတွေကအရန်တန်ဖိုးကြည့်တာ။ဒီလိုမျိုးမင်းမပြောက်တင်ဘူး။စိတ်မပူပါနဲ့။ငါမင်းကိုတခြားတစ်ဆီထပ်ပေးမယ်။ မင်းလေဟောဒီကဘယင်ဥယင်ထဲမှာစိုက်လို့ရတာပေါ့ဘယင်ကြီးမြင်တော့မင်းကိုတအားကိုစိတ်ကြည်နဲ့သွားမှာဒီတစ်ပင်တွေကြီးလာတဲ့အခါဘယင်ကြီးလည်းအပင်တွေကိုမြင်ပြီးတော့ပျော့သွားမှာအဲ့ဒီခါကျမှငါလေစီးဝါးရေးတစ်ခုလုပ်ဖို့အတွက် အရင်နည်းငွေကြေးစုလက်တောင်းဆိုကြည့်မယ်တနေ့ဘယင်ကြီးနဲ့အမတ်ကြီးတို့အချင်းချင်းစကားပြောနေကြတယ်ဒီအပိုင်းငါကိုတော့စမ်းမရေးမကောင်းတော့ဘူး အရန်အားနေနေသလိုခံစားရတယ်။အရှင်မင်းကြီးမှာအင်းအားအများကြီးကြံ့မာသေးတယ်။ငါပြောမယ်။အခုအမတ်ကြီးကဒီပလင်မှာဘယင်ဖြစ်နေရှိနေတင်ပြီ။အဲ့ဒီချိန်မိုဟန်ရောက်လာပြီးတော့မော်တစ်ပင်ကရတဲ့တက်သီးတွေကိုဘယင်ကြီးစီယူလာပေးပြီးတော့ဆက်သတဲ့။အရှင်မင်းကြီးအတွက်လက်ဆောင်ဆက်တာဖို့ယူလာခဲ့ပါတယ် ဒီတတိချိုချိုလေးကို သုံးဆောင်ပြီးရင်ပျော်ရွှင်မှုကိုခံစားရစီမှာပါဟုတ်လားမူဟန်ငါ့ကိုပေးမင်းတတိတွေကအသွေးမွေးရလှလိုက်တာငါအခုစမ်းပြီးတော့စားကြည့်မယ်အစောပိုင်းကနေငါအင်အားတွေချိနေနေတယ်လို့ခံစားနေရတာမင်းကြီးတဲ့တတိကို စားပြီးရနေငါပင်မနှွမ်းနေမှုတွေယူပြစ်တယ်လို့ချက်ချင်းပြောက်သွားတယ်ဒီတတိကိုမင်းဘယ်ကရခဲ့တယ်လဲ ငါ့ကိုနေရာလိုက်ပြပါဦး။မိုဟန်ကဘယင်ကြီးကိုဥယျာဉ်ထဲခေါ်သွားပြီးတော့မော်တစ်စစ်လေးရဲ့အကြောင်းစုံကိုပြောပြခဲ့တယ်။ဒီတတိကမင်းရဲ့ကျင်နာတတ်မှုရဲ့ရလက်ပဲ။တကယ်လဲမင်းကရိုးသားကျင်နာတတ်တဲ့လူပါ။အရှင်မင်းကြီးတကယ်တော့ကျွန်တော်မျိုးစည်းဝါးရေးတစ်ခုလုပ်ချင်မိပါရဲ့။ဒီမော်တစ်တီးချိုချိုလေးကိုစားပြီးတော့လူတိုင်းကျဲမှာတန်ဆွမ်းပါလိမ့်မယ်။ ဒီတက်သီးတွေကိုလူတိုင်းကိုစားခွင့်ရအောင်လုပ်ပေးခြင်းပါတယ်။ကောင်းတာပေါ့ငါကိုတော့တေချာပေါ့မင်းကိုပံ့ပိုးပေးပါမယ်။အမတ်ကြီး မိုဟန် သူ့လုပ်ငန်းအတွက်လူတလောက်ငွေကိုထုတ်ပေးလိုက်ပါ။ဘယင်ကြီးရဲ့အကူအညီနဲ့မိုဟန်ဟာမော်တက်သီးတွေကြောင်းနဲ့လုပ်ငန်းလုပ်ကိုင်နိုင်ခဲ့ပြီးတော့လုပ်ငန်းရှင်ကြီးတရားဖြစ်လာခဲ့တယ်။တပတ်မှာတော့မိုဟန်ပြုတ်ကျတဲ့နေ့တွေက စတုကလည်းသူ့ဘာထိခိုက်ခဲ့တယ်လို့ပုံစံနဲ့သူ့အိမ်သူ ပြန်သွားခဲ့တယ်။ထိခိုက်လာတာကို သူ့မိမကမြင်တော့အယမ်းကိုထိတ်လန့်သွားခဲ့တယ်။ဘာဖြစ်ခဲ့တာလဲရှင်ရဲ့။ဘာလို့ body boss နိုင်ရတာလဲ။ရှင်ကိုဒီလိုဖြစ်အောင်ဘသူလုပ်တာလဲ။မင်းမနေပါနဲ့တော့။ငါအသက်ရှင်လျက်ပြန်ရောက်လာပြီပဲကွာ။ဒါပဲအရေးကြီးတာလေ။အဲ့ဒီမိုဟန်ကတေဂါနီးတောင်ငါအသက်ကိုနှုတ်ယူသွားဖို့လှုပ်ခဲ့သေးတာ။ ဒါပေမဲ့ငါအသက်ရှင်လို့တော်သေးတာပေါ့ချင်မပြောတာလေမိုဟန်ကတည်သွားပြီလားဟုတ်တယ်သူချေချော်ပြီးတော့မြစ်ထဲပြုတ်ကျပြီးတော့ရေနစ်ပြီးတော့တည်သွားခဲ့တာဒါနဲ့သူကရှင့်ကိုဘယ်လိုမျိုးထိခဲ့အောင်လွတ်လိုက်တာလဲဟာမင်းဘယ်နှခုမင်းနေမှာလဲငါအသက်ရှင်လျက်ပြန်ရောက်လာပြီလေမင်းမကြည်နပ်ဘူးလား ဒီလိုနဲ့မိုဟန်ဆုံးမီဆိုတဲ့တဲ့ရင်ကတရားလုံးကိုပြန်သွားတယ်။ဟုတ်တယ်။မိုးကြီးခဲ့တာက အသက်ပါသွားတာပဲ။အတက်နိုင်ဆုံးသူ့ကိုကယ်ဖို့ကြိုးစားပေးခဲ့ပါသေးတယ်။ရုံမာရဲကွာမင်းထိခိုက်လာဖို့ထောက်ရင်တော့မင်းလည်းအကောင်းဆုံးကြိုးစားခဲ့တာမြင်မိပါတယ်။မင်းလိုတငယ်ချင်းမျိုးကရှားပါတယ်။ဟုတ်ပါဗျာ။အခုတော့ကျုပ်ကပဲသူ့အမေအိုကြီးကိုပါစောင့်ရှောက်ပေးနေရတာပေါ့ဗျာ။ ဟုတ်တာပေါ့ဟုတ်တာပေါ့ညီကိုရဲ့အဲ့ဒီအဖွားအိုကြီးတနာစရာကောင်းပါတယ်အခုတော့မင်းပဲစောင့်ရှောက်နေရတာပေါ့နော်မိုဟန်ရဲ့အမိကတိတ်တခိုးလေးနားထောင်နေခဲ့ပါတယ်ဟင်းငါသားကဒီလိုလုပ်တာမဖြစ်နိုင်ဘူးသူလိန်ပြောနေတာသိကြတယ်ဟေးအဖွားကြီးခမည်းကိုကျုပ်တို့တင်ကြွေးထားတာတပတ်ပြည့်ပြီပြောရရင်ကျုပ်လည်းခမည်းလိုအလကားကြွေးမထားနိုင်တော့ဘူး ဒီနေ့ကစပြီးတော့ခမားရင်ကကျုံနဲ့သက်ဆိုင်နေပြီးတော့ကျုံရဲ့စိုက်ခင်းကိုလည်းခမားတို့လဲတဲ့ပါစိုက်မယ်။အိုးငမိုက်သားမင်းငါ့ကိုတစ်စာဖောက်တာပဲ။ငါကမင်းကိုတားရင်လို့တတ်မှတ်ထားခဲ့တာ။ငါသားသာဒီနေ့အသက်ရှင်နေသေးရင်မင်းကိုဒီတိုင်းလွတ်ထားမှာမဟုတ်ဘူး။မိုးတက်မုန်တိုင်းတွေကငါသားကိုငါ့ဘဝတွေကနေဆွဲခေါ်သွားခဲ့ကြတယ်။ငါမှမိကိုအားထားစရာမဲခဲ့တယ်။ငါအခုရွာတကြီးစီသွားပြီးတော့ ငါစီကနင်းယူသွားသမျှတွေပြန်ယူမယ်။မိုဟန်အမေကရွာတကြီးစီသွားပြီးတော့တိုင်ကျဲဖွင့်တဲ့တဲ့။တကြီးရှင် စတူဟာကျမပိုင်ဆိုင်တဲ့အိမ်နဲ့လယ်မြေတွေကို အပိုင်ယူသွားခဲ့ပါတယ်။ကျမပိုင်ဆိုင်သမျှအရာအလုံးကိုလူသွားခဲ့ပါတယ်။မဟုတ်ဘူးတကြီးအဲ့ဒီဖွာကြီးလိန်ပြောနေတာမိုဟန်တော်တဲ့ကိုသွားတော့ကသူ့အိမ်နဲ့လယ်တွေကိုကြောက်စီအပ်ခဲ့တာ။ ခမားလိုအမေကဒီအသက်ရွယ်မှာလဲအလုပ်လုပ်နိုင်မှာလေလားပြောပါဦးမင်းအမှန်တိုင်းပြောတာလို့ငါတို့ယုံကြည်တယ်ပြီးတော့မိုဟန်အမေကိုစောင့်ရှောက်ထားတာလေမင်းပဲလေအဖွားကြီးအမှုကိုစက်ကြီးအောင်မလို့လားခမားကိုစောင့်ရှောက်ပေးနေတာပဲလေဒီနေ့ကိုဓမင်းနှစ်ထပ်ကျွေးပါတယ်အေးအေးဆေးဆေးတက်တက်တာတာနေလို့ရှာတယ် မိုဟန်အမိခင်များတကြီးကိုတိုင်ပြီးမဲအမှုကိုလုံးဝရှုံးခဲ့ပြီးတော့အိမ်ထဲလေမီရီကိုပေးလိုက်ရတယ်။သူငါသားမိုဟန်သိပြီဆိုတာအတိပြုကျင်နေ။ဒါပေမဲ့ဒီနေ့မှသူရုတ်တရက်ပြန်လာရင်တေချာပေါက်ပြဿနာတက်မှာနော်။ဟေးမိုဟန်မင်းဒီကို ပြန်ရောက်လာတယ်လား။မင်းတည်သွားပြီလို့စတုကပြောတယ်။မိုးကြီးလိုမြည်ရဲပြုတ်ကြပြီးတော့တည်သွားတာဆို။ဒါ တားလေးအသက်ရှင်နေတာပဲတားတခုခုဖြစ်ခဲ့တယ်လို့အမေကြားထားတယ်တားဘယ်ရီရောင်းနေခဲ့တာလဲကွယ်မိုးတက်မူနိုင်တွေက အမေတားလေးကို အမေစီကနေ ဝေးရကိုခေါ်သွားပြီလို့ထင်ခဲ့တာတားကိုအခုလိုကြမ်းကြမ်းမာမာနဲ့အကောင်းတိုင်းပြန်တွေ့ရလို့အမေစိတ်အေးသွားပါပြီအမေတားကအကောင်းကြီးပါ နေလဲကောင်းနေအမေကြည့်လေတားအခုလုပ်ငန်းရှင်ကြီးဖြစ်နေပြီဗျအခုအမေကိုလိုလီသေးမရှိအောင်ထားနိုင်ပြီ ားတို့ရဲ့စင်းရင်တင်းကလွတ်ခဲ့ပြီအမေရဲ့တားဒီမှာမရှိတော့အမေကို စတူကဒုက္ခတွေအများကြီးပေးခဲ့တယ်အမေတို့ရဲ့အိမ်လေမင်းနဲ့အရာအားလုံးကိုမောင်းပိုင်စီးသွားတယ်အခုအချိန်ပြောင်းရောင်းလာပြီမတရားယူသွားသည်များအရာအားလုံးကိုပြန်ယူရမယ်ဟုတ်တယ်မေတငယ်ချင်းက အနီးကရန်သူဖြစ်နေခဲ့တာပဲတော်တော်ဆိုးတာပဲ သူသားပေါ်လုခဲ့တာမျိုးကတားရဲ့ပြိုင်ဘက်ရန်သူတွေတောင်ဒီလိုလုံးမှာမဟုတ်ဘူး။ဒါလေစတုကတားကိုဘာလုခဲ့သေးလဲ။ဟုတ်ကဲ့ပါတကြီးစတုကကျွန်တော်ကိုတတ်ဖို့ကြိုးစားခဲ့ပါတယ်။ကျွန်တော်ကကံကောင်းပြီးတော့အသက်ရှင်နိုင်ခဲ့တာပါ။ဒါတကယ်ပြောနေရလား။မင်းဘလို့တောင်မနာလို့စိတ်ပို့ရတာလေ။ကိုတငယ်ချင်းအရင်ခါခါကိုတတ်ဖို့ကြိုးစားရတယ်တဲ့ကွာ။ ။ငါတို့မင်းကိုခွင့်မလွတ်ဘူး။အခုမင်းကိုဘရင်ကြီးစီခေါ်သွားမယ်။တတိနဲ့တခြားရွာသားတွေက စတုကိုဘရင်ကြီးစီခေါ်သွားကြတယ်။တကြီးကဖြစ်ချောင်းကုံစင်ကိုဘရင်ကြီးအားရှောက်တင်တဲ့။မင်းမို့လို့တငယ်ချင်းချင်းလောက်ရက်တေကွာ။ငါဖြစ်ယုံအောင်မယုံနိုင်ဘူး။စတုလူလုံးရကတငယ်ချင်းအချင်းချင်းကြားအယုံကြည်ကင်းစေတဲ့မိုဟတ်လူလူကောင်းကို သူကအကြံစိုးတွေနဲ့ထိုးချတယ်။စတုကိုအခုချက်ချင်းထောင်းတန်းအပြစ်ချမှတ်တင်တယ်။မိုဟန်ရဲ့အိမ်လယ်မီနဲ့တခြားပစ္စည်းတွေပြန်ပေးလိုက်ပါ။ကျွန်တော်မျိုးကိုခွင့်လွှတ်ပါကျွန်တော်မျိုးကိုခွင့်လွှတ်ပါ။အမကြီးကိုကျူးလွန်ခဲ့ကြပြီမဲ့ကျေးဇူးပြုပြီးတော့အခွင့်အရေးပေးပါအောင်။မလုံးမမဖြစ်နိုင်ဘူး။ပထမဆုံးစတုကမိုဟန်ရဲ့အိမ်ကိုသိမ်းပိုက်ခဲ့တယ်။ပြီးတော့သူ့ကိုတတ်ဖို့ကြိုးစားတယ်။ ဒါရီကြောင်ကြောင်ကြောင်သူဟာခွင့်လွှတ်ထိုက်တဲ့သူမဟုတ်ဘူးအရှင်မင်းကြီးစတုကိုထောင်းနဲ့ချသင့်ပါတယ်ကြည့်ပါဦးမိုးရလာပြီမိုးရရင်ကို ကြောက်နေမိပြီအခုချိန်ကစလို့မိုးကိုကြောက်စရာမလိုတော့ပါဘူးအမေရဲ့ဒီလိုမျိုးမိုးတဲကြီးမဲကြီးရွာလိုက်လို့ပဲကျွန်တော်ရဲ့ကံကြမ္မာတွေပြောင်းသွားခဲ့ရတာဟုတ်တယ်သား အမေတို့ဘဝပြောင်းလဲသွားခဲ့ပြီဒါပေမဲ့အမေတို့ရဲ့အောက်ခြေဘဝကိုဘယ်တော့မှမမေ့တင်ဘူးဒါလုပ်ငန်းကနေငွေတွေများများရလာရင်အဲ့ဒီငွေတွေကိုစင်းရဲနွမ်းပါတဲ့သူတွေအတွက် အမိုးကစောက်ပေးတဲ့နေရာမှာတုံးပေးပါဒါမှသာအမေတို့ခံစားခဲ့ရတဲ့မိုးရေပေးတံကို သူတို့လေးတွေမခံစားရတော့မှဒီလိုနဲ့မိုဟန်နဲ့သူ့အမေတို့ဟာပျော်ရှင်ချမ်းသာစွာနေထိုင်ခဲ့ကြပါတယ် ရန်နှင်းငယ်ကြပြီးနောက်မိုးရွာခဲ့ပြန်တယ်။ဒီဒီချိန်မှာတော့မိုဟန်ကရွာသားတွေကိုကူညီပေးခဲ့လို့ဘယ်သူမှဒုက္ခမရောက်ကြပါဘူးတဲ့ကွယ်။အဲဒီစားလူတွေဟာမိုးရေထဲမှာပျော်ရွှင်စွာနဲ့နေထိုင်သွားကြပါတဲ့။ဟုတ်ကဲ့ပါ။ဒီနေ့တော့ပုံမြင်လေးရတော့ဒီလောက်ပါပဲရှင်။ပုံမြင်လေးကိုကြိုက်နေတဲ့ဆိုရင်တော့ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။နောက်တဲ့ပုံမြင်သစ်တွေနဲ့ပြန်လာခဲ့ပါအောင်ရှင်။